အားလုံးပဲမင်္ဂလာပါရှင်မြန်မာနှုတ်ချန်နယ်ရနေပရိသတ်တွေကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်လမ်းအကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေရဖြစ်တဲ့အတွက်ဒီကနေ့မှနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကိုအောင်နိုင်နဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်ကိုရေးကျော်ပြောကိုရေးကျော်ဟေးဘာရောကွာ လမ်းဖောက်ဖို့ဆိုရင်ရှေ့အမျိုးကမို့ဖြုံမအဆင်ပြေမယ်ဖြုံမယ်ဆိုလည်းဖြုံဖို့ကွာဘယ်တက်နိုင်မလဲမင်းအလုပ်သမားတွေရောအားရလားရတယ်ဗျထမင်းစားပြရနဲ့ဖြုတ်ခိုင်းလိုက်မယ်အလန်းအလုပ်သမားခေါင်းဆောင်မဖို့ထွားထမင်းစားနားနေတဲ့အလုပ်သမားတွေစီကိုထွက်သွားတော့ကိုရီးကျော်လည်းကြောက်စီနေတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်ကိုရီးကျော်ကကြည့်ရချင်းဆက်လမ်းတွေကိုတာဝန်ယူဖောက်လုပ်ပေးနေရတဲ့အင်ဂျင်နီယာတယောက်ဖြစ်တယ်လို့ယခုအခါမှာလည်း တောင်ညူရွာနဲ့အင်းတောင်ရွာကိုဆက်သွယ်ထားတဲ့လမ်းကိုဖောက်လုပီးနေခဲ့ရပါတယ်။နေသားတွေရရင်ငါ့အရင်ကိုဒစီဆောင်လောက်ပို့ပေးအောင်နော်။ဟုတ်ကဲ့ကိုကြီးကျော်ကျွန်တော်ပို့ပေးလိုက်ပါမယ်။ကိုကြီးကျော်လည်းဖိုးထုံးရဲ့စကားကြောင့်ဂမှုဖြုန်နေတဲ့ဘက်ကိုမသွားတော့ပဲ။ကတ္တရာစည်းတွေကျွနေတဲ့ဘက်ကိုထွက်သွားပြီးအလုသမားတွေကိုချစ်ချက်နေခဲ့လိုက်တယ်။ညနေဆောင်ရောက်တော့တနေ့ကိုပြင်ပထားကြတဲ့အလုသမားတွေကအရေးရတဲ့တစ်ပင်တွေအောက်မှာထိုင်ပြီးကွန်စားတဲ့သူအားစား ဆက်လက်တောက်တဲ့သူကတောင်းနဲ့အနားယူနေတဲ့အချိန်အုတ်ထုတ်ကိုခန့်ခန့်ခန့်ရဲစောင်းထားတဲ့ကိုဖိုးထွန်းရောက်ချလာခဲ့တယ်။ကိုရဲကြော်ကြီးအိမ်ဦးတော့မြေစာတစည်းပုတ်ပေးလိုက်ပြီနော်။အမကတော့အိမ်နောက်ကမြေကွက်လက်မှာချပေးဆိုလို့အဲ့ဒီမှာပဲချပေးလိုက်တယ်။ကျေးဇူးပဲဖိုးတို့ကြီးမနေ့ပြန်မနေ့တော့ဆော့ဆော့လာခဲ့အောင်နော်။စိတ်ချပါဗျ။မနေ့ပြန်ညောင်ချိုပြေရှိထိအပြီးခင်းပါပါ။ကိုကြီးကျော်လည်းဖိုးထုံးကိုနှုတ်ဆက်ပြီးတာနဲ့ခြေကားပေါ်တက်ပြီးအိမ်ကိုပြန်လာခဲ့တယ် အဖေအဖေဘေးကနေလမောင်းကိုပုတ်ပြီးခေါ်နေတဲ့တာဖြစ်သူရဲ့အတန်းကြောင့်အလုံသမားဘိုးတွေစည်ရွတ်နေတဲ့ကိုအေးကျော်ဘေးကိုလှဲ့ကြည့်ကဘာဖြစ်လို့လဲတာရဲ့အိမ်နောက်ဘက်ကနေပလွေမှုတ်တဲ့အတန်းကြားနေရတယ်မဟုတ်တာကွာဘေးရကလေးတွေစွန့်နေတာဖြစ်မှာပေါ့ကိုအေးကျော်တာပြောတာဟုတ်တယ်ရှင့်ကျမလည်းခုနကထမင်းစားပြီးပကတ်စီးနေတော့ပလွေတန်ကြားလိုက်ရတယ်စိတ်ထင်တာနေမှာပါမိမရဲ့ ငါလည်းဘာသာမှမကြောက်ပြပါဘူး။အင်းမကျွန်မစိတ်ထင်တာပဲဖြစ်မှာပါ။ကိုကြီးကျော်ရဲ့မိမဖြစ်သူကစကားဆောက်ဖြစ်ပြီးတာဖြစ်သူရဲ့လက်ကိုဆွဲလို့အိမ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။စည်ရီးလုံးနေကြားလိုက်ရတဲ့နှောက်မှုတဲ့ကြောင့်ကိုကြီးကျော်ခေါင်းကိုစက္ကနဲ့ထောင်ပြီးအိမ်ပရေပောက်ကနေခြောက်ကြည့်လိုက်တော့အိမ်နောက်ဘေးဘက်ကိုရေကင်းတဲ့ဖြစ်ဝင်သွားတဲ့လူတစ်ယောက်ရဲ့နောက်ကျောကိုမြင်လိုက်ရတယ်။လူတစ်ယောက်ခြံနောက်ဘက်ကိုဝင်သွားပါလား။မဟုတ်ပါလေရော။ တခွများဖြစ်နေမလားကိုရီကျော်လည်းအိမ်မှာစောင့်ထားတဲ့ဒုတ်တစ်ချောင်းနဲ့လက်နေတံမျိုးကိုဆွဲယူပြီးအိမ်နောက်ဘေးဘက်ကိုဆင်းသွားခဲ့လိုက်တယ်။လာရိတ်ကချက်ဝင်းနဲ့ကိုကြားရောက်နေတာဆိုတော့ပဝင်းကျင်မှာရှိတဲ့အရာအလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်လို့ဓမီးရဲ့အလေးရောင်ကလည်းခြံနဲ့ကို ထိုးကြနေခဲ့တယ်။အဲ့ဒီချိန်အိမ်နောက်ဖေကအုံးမေငုတ်တို့ပေါ်မှာကြောပေးပြီးထန်နေတဲ့လူတစ်ယောက်ကိုမျက်နှာအလွဲမှာရိတ်ခနဲ့မြင်လိုက်ရတယ်။ဟင် ခုနလူတယောက်ထန်နေတာတေချာမြင်လိုက်ပါတယ်အခုပြန်ကြည့်တော့ဘယ်သူမှလည်းမရှိပါလားတယောက်တည်းဇဝေဇဝါနဲ့ခြံနောက်ကစတူကဘက်ကိုလမ်းလျှောက်လာတဲ့အချိန်သူ့နောက်မှာတယောက်ယောက်ကပ်ပါလာတာကိုခံစားလိုက်ရတယ်ဂျုံကနေထလာတဲ့ကြက်သိမ်းဝင်းရင်းတွေနဲ့အတူတကိုယ်လုံးအေးဆက်လာတယ်ဆိုပေမဲ့စိတ်ကိုပြန်ထိမ်းပြီးလှည့်ကြည့်လိုက်တော့ဘယ်သူမှရှိမနေမဟုတ်သေးပါဘူးဒီညဘလို့ဖြစ်နေရလဲ ကိုရဲကျော်တယောက်စိတ်ထဲရှင်းလောက်တဲ့အထိလှဲ့ပဲ့ကြည့်ပြီးအိမ်ပေါ်ပြန်တက်လာတဲ့အချိန်သူ့နောက်ကနေရှုပ်ဝက်တွေပေနေတဲ့ခြေတော်တစောကပ်ပါလာခဲ့တယ်။အနေရေပဲကြောက်ယူမလားဟိယူမယ်မာချင်းငွေရေလာပြီလာပြီဒါနဲ့အေးကျော်ရော အလောက်သွားပြီလားမနက်စာစားဖို့စောင့်နေတဲ့မာချင်းငွေရဲ့ကျမ20သားလောက်ထည့်ပြီနော်မာချင်းငွေကအငွေတစ်ထောင်းထောင်းထားနေတဲ့ပဲပြုတ်တွေကိုအိတ်ထဲထည့်နေအနေ ်ညီတို့အိမ်မှာအလုပ်သမားတွေဘာတွေနေပါလားဘယ်ဟာအလုပ်သမားလဲအိမ်မှာဘယ်သူမှလည်းမရှိပါဘူးအခုပဲပစိုးတူတူဝေထားတဲ့လူတယောက်အိမ်ဘေးကနေအနောက်ကိုဝင်သွားတာ မြင်လိုက်လို့မေးကြည့်ရပါဟဲ့မာကြီးငွေကျမကမနောက်နဲ့နော်ငါကနောက်ဆရာလားအနေရဲ့ခုနကပဲတေချာမြင်လိုက်တာမာကြီးငွေရဲ့စကားကြောင့်ငွေနဲ့တယောက်ပဲပြုတ်ဖို့ငွေပေးပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်ကိုကြီးကျော်မင်းဆက်စားတော့မလို့လား စာကြည့်ကန်းကဇပွဲမှာထိုင်နေတဲ့ယောက်ျားဖြစ်သူကိုလှမ်းမိပြီးအိမ်နောက်ဖေးကိုဝင်လာတဲ့အချိန်မိမတားလဲမလို့သေးဘူးလားဆိုတဲ့အတန်နဲ့တူအိမ်သားလေးကနေထွက်လာတဲ့ယောက်ျားဖြစ်သူကိုမြင်လိုက်ရတယ်။ရှင်ခုနစာကြည့်ခန်းထဲမှာမဟုတ်ဘူးလားအခုဘလို့ဖြစ်ပြီးဒီဒီကိုရောက်နေရလဲဘယ်ကလားအဲ့ရနိုးရနဲ့မျက်နှာတက်ပြီးအိမ်လာတက်နေတာဒါဆိုစာကြည့်ခန်းထဲမှာထိုင်နေတာဘာတူလဲ ဝင်းနေရကြောက်လန့်တကြားနဲ့ပြောနေတာကြောင့်ကိုရီးကျော်ခေါင်းကိုဆောင်းခဲ့ကြည့်ပြီဘသူမှမရှိပါဘူးရှိတယ်တေချာကိုမြင်လိုက်တာကျမကရှင်နေပြီမနှက်စာစားဖို့တောင်လှမ်းပြောလိုက်သေးတယ်ဒုက္ခပါပဲဒီလိုပုံစံကျမမနေရတော့ဘူးဝင်းနေရတုတ်ရင်နေတဲ့လက်နဲ့ကိုအေးကျော်ရဲ့လက်မောင်းကိုဆုပ်ကန်လိုက်တဲ့အချိန်စာကြည့်ကအဝမှာချိတ်ထားတဲ့လက်ကတစုံတစ်ယောက်ဆွဲဖွဲ့လိုက်သလိုဘေးကပါခဲ့တယ်ရှင်မြင်မဟုတ်လား အဲ့မှာဘာတွေဖြစ်နေရလဲ။ငါလည်းမပြောတတ်ဘူး။အခုလောလောဆယ်ကလေးကိုခေါ်ပြီးအမေတို့အိမ်မှာသွားနေလိုက်။ကိုကြီးကျော်လည်းအိမ်မှာဖြစ်နေတဲ့ကိစ္စကြောင့်မိမနဲ့ကလေးကိုမိမအိမ်ဝင်ပို့ပြီးအလုပ်ထဲကိုထွက်လာခဲ့လိုက်တယ်။ကိုကြီးကျော်ပြောသလိုဆိုရင်အိမ်မှာမကောင်းတာတစ်ခုခုရှိနေပြီထင်တယ်။အလုပ်သမားတွေကိုစောင့်နေရပြောလိုက်တဲ့ဖို့ထုတ်ရဲ့စကားကြောင့်အေးကျော်ကောင်းကိုငြင်းပြပြီ။မင်းကမြေကြီးတွေဖုတ်ပြီးမှဖြစ်တာဆိုတော့ ညီကြီးတဲမှာမကောင်းတာတစ်ခုခုပါလာတာများလားအတိတ်ကြတော့ပြောလို့မရဘူးဗျဘယ်လိုလုပ်ဗျာအလုပ်သမားတွေလာရင်အိမ်နောက်မှာဖို့ထားတဲ့မြေကြီးကိုရှင်းခန့်လိုက်မယ်မြေကြီးကြောင့်ဆိုရင်တစ်ခုခုတော့ထွက်လာမှာပဲလုံဆမ်းမအောင်ဗျာမဟုတ်ရင်အိမ်မှာဘသူမှနေရမှာမဟုတ်ဘူးဟောပြောရင်ဆိုရင်ကြောက်ခဲတို့အဖွဲလာကြပြီဖို့ထွန်းကသူ့အလုပ်သမားအုပ်စုကိုမြင်တော့အားတက်ပြီးကြောက်တီးပုံထားတဲ့ဘက်ကိုထပ်သွားခဲ့လိုက်တယ် ခဏနေတော့အလုံကျန်းသမား9ယောက်ပါလာပြီးပေါတူးတွေခေါ်ပြောင်းတွေယူလို့လေးကျော်ရဲ့အိမ်မက်ကိုထပ်သွားခဲ့ကြတယ်။အိမ်ကိုရောက်တော့မြေစာတွေဖွင့်ထားတဲ့နေရာကိုရှင်းတဲ့အခါအုတ်ကျိုးအုတ်ပဲတွေကလွဲလို့ဘာမှထွက်မလာခဲ့တာကြောင့်အေးကျော်ရောဖို့ထုတ်မှအကျက်ရိုက်သွားခဲ့တယ်။ဘာမှမတွေ့ဘူးဗျ။ဒီပုံအတိုင်းဆိုရင်တော့မြေကြီးထဲမှာပါလာတာမဟုတ်ဘူးထင်တယ်။ဒါဆိုဘယ်ကနေဖြစ်တာလဲ။စဉ်းစားလို့မရဘူးကွာ။ဒီလိုလောက်ပါလား။ အလုတ်ပြီးကိုရဲ့ကြောင့်ရဲ့အိမ်မှာကျုပ်နဲ့အလုတ်သမားတွေလာအိပ်ပေးမယ်လေဒါဆိုရင်စိတ်ကပဲဖြစ်တာလားတကယ်ပဲဖြစ်တာလားဆိုတာသိရပြီလာအိပ်ပြလူများတော့ဒီဘယ်လိုလုပ်မလဲကြည့်ကြသေးတာပေါ့ကိုရဲ့ကြောင့်ကအာသက်တရောပြောပြီးတော့အလုတ်ခွင်ထဲကိုပြတ်မှုချက်နကားကိုပိတ်နေတဲ့အချိန်အိမ်ကြီးကနေလွမ်းဆွေးပွေကောင်းတဲ့ပလူသက်ထွက်ပေါ်လာခဲ့တယ်ကြားရလားပလူမုန်နေတဲ့အတန်ကြားလားဟုတ်တယ်နော် ဒီနားမှာပြိမ်မုတ်တဲ့သူလည်းမရှိပဲနဲ့အသားကဘယ်ကနေထွက်လာတာပါလဲဆရာတော်အိမ်ပေါ်မှာကြည့်အောင်ဗျအလုံးသမားတယောက်ရဲ့အသက်ကြောင့်မောကြည့်လိုက်တော့အိမ်ပရင်းပေါ့ရဲ့အနောက်ကအကွက်မှာသူ့လိုခြောက်ကြည့်နေတဲ့လူရဲတစ်ခုကိုတွေ့လိုက်ရတယ်အိမ်ထဲမှာလူရှိနေတယ်ကျွန်တော်တို့ဝင်မကြည့်ရမလားအားလုံးဝေကြရအောင်တခုခုဆိုက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 ောက်ွယ်ဖို့ဒုတ်တယ်ယူသွားကြဖို့ထောကသူ့တပည့်တွေကိုတတိပေးပြီး သူကိုယ်တိုင်လည်းချက်စည်းကိုဘေးမှာပုံထားတဲ့တိတ်အဟောင်းပုံထဲကနေဒုတ်တချောင်းဆွဲဥလို့ဝင်သွားခဲ့လိုက်တယ်။ခုနကမြင်လိုက်တာဒီအခန်းမဟုတ်လား။ဟုတ်တယ်ဆရာတော်။ဒါပေမဲ့အခန်းကတောက်ခတ်ထားတယ်ဗျ။မင်းတို့ယုံပြီမဟုတ်လား။တာမန်လူဆိုရင်ပိတ်ထားတဲ့အခန်းထဲကိုဘယ်လိုဝင်မလဲ။ကိုရေးကျော်တောက်ဖိတ်ပေးကြည့်ကျွန်တော်ဝင်ကြည့်မယ်။ဖိုးထိုးရဲ့စကားကြောင့်အေးကျော်ကခါးကြောင်မှာချိတ်ထားတဲ့တော့တွေကနေတော့တချောင်းထုတ်ပြီးစာကြည့်ခန်းကိုဖွင့်လိုက်တဲ့အချိန် အညောင်းပြေလှဲဖို့ချထားတဲ့ပလက်ကလထာလူမရှိပဲလှောက်ခါနေတာကိုအကုန်လုံးမြင်လိုက်ရတယ်။ကိုကြီးကျော်အခြေအနေမကောင်းထင်နေ။နေကြီးကြောင်တော်မှတော့မှဒီလောက်ဆိုရင်ညဘက်တွေဘလို့နေကြမလဲ။ဒါကြောင့်ပြောတာပေါ့။အခုလဲလူတွေရှိနေတာလှုပ်ပြနေတာကြည့်အောင်လေ။အေးကျော်စကားအဆုံးမှပဲလှုပ်နေတဲ့ကလထန်က ရုတ်တရက်ညင်ပြီးတော့ဟာတိုက်ရီမောတဲ့အသာထွက်ပေါ်လာခဲ့တယ်။အကောင်တဲမမြင်ရပဲကြားလိုက်ရတာကြောင့် ရှိနေတဲ့လူတွေအလုံးတံမြင်မထားပဲလေကားပေါ်ကနေဝယုံသုံးကပြေးစင်းနေကြတယ်။အင်ပြရောက်တော့ဖိုးထွားရရင်မက်ကိုလက်နဲ့ဖိပြီးဒီဒီကိစ္စကိုလှောက်ထားလို့မရဘူး။တက်တဲ့နားလေတဲ့သူနဲ့ပြဖို့တော့လိုမထင်နဲ့။ဒီလိုမျိုးတွေငါလည်းမကြုံဘူးတော့ဘသူနဲ့ပြရမလဲမသိဘူးဖြစ်နေတယ်။ကျွန်တော်မှအတိတ်ဆရာတယောက်ရှိတယ်။သူ့ကိုအင်ခေါ်လာပြီးတော့ကြိခိုက်အဖြစ်တစ်ခုတော့ထွက်မှထင်တယ်။ဒါဆိုလည်းလုတ်ပြား။ လိုအပ်တဲ့ကုန်ကြမ်းစီကျွန်တော်ပေးပါမယ်။ကိုကြီးကျော်လည်းအိမ်မှာဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းမှုအတွက်ဖို့ထိုးရဲ့အကြံဉာဏ်အတားလှုပ်ဖို့သဘောတူခဲ့လိုက်တယ်။ရာဇမတ်တွေကာရထားတဲ့အလယ်မှာတော့ပိဖြူဝစ်စုံဝစ်စင်ထားတဲ့လူတယောက်ရှိနေပြီ။သူ့အရှိမှာတော့ကရော့ပွဲငေါပွဲစီစီတင်ထားခဲ့တယ်။အချိန်တော့ကြာလာပြီကွ။ဒီအရှင်နဲ့ဘယ်မလဲဟိရှိပါတယ်အဖဒီမှာပါအေးကျော်နဲ့ဇနီးဖြစ်သူက ပိတ်ပြဝတ်သူရဲ့အရှိကိုတိုးပြီးရှေ့ချောင်းပြခဲ့တယ်။အဘအာယုံခိုင်မြစ်တလောက်ကတော့ဒီအိမ်မှာရှိနေတာတရေတဆယ်အစင်မဟုတ်ဘူးကွ။ဒါကြောင့်နမင်းကြီးလေးပါအေးကိုသုံးပြီးအနောက်ရှက်ကိုဖယ်ရှားပေးမယ်ခွဲ့။ပေးဖြူဝဲတဲ့လူကအပါအာရင်တက်တန်နဲ့ပြောပြီးဂရုပွဲအရှိမဖျောင်းနိုင်ငားနိုင်ထုံလို့မန်းနဲ့တချို့စတဲ့ရွတ်ဖက်ပါလျော်။ဂါတာရွတ်ဖက်နေရင်၅မိနစ်လောက်အရောက်မှာတော့အင်ဒီကားမကြီးကလေမတိုက်ပဲဝုန်းစုံစောင့်ပိတ်သွားခဲ့တာ။ ရစမက်ကွက်ထဲမှာရှိတဲ့လူတွေအားလုံးလမ်းဖြတ်ကုန်တယ်။ဟဲ့ငါဆရာရှိနေတာတော့တောင်းကြရဲတယ်ပေါ့။ဆိုင်ရောက်ပုဂ္ဂိုလ်များဒီအနှောက်ရှက်ကောင်ကိုဖမ်းချုပ်ထားကြစမ်း။ပဲဖြစ်ဝဲလူကြီးကအဲဒီကောင်မကြီးရဲ့အရှိကိုလက်ညှိုးငေါငေါထုတ်ပြီးအမိတ်ပေးလိုက်တဲ့ချိန်အိမ်ထဲကနေပကံတွေပြစ်ချတဲ့အတန်၆ကက်ရီမောတန်တွေထွက်ပေါ်လာခဲ့တယ်။ဆရာကြားတယ်မဟုတ်လား။ဒီကငါ့ကိုမခန့်လေးစားလောက်နေတာပဲ။ ပဲဖြစ်ဝစ်စရာမမဟိမ့်ဟောက်ပြီးအနည်းအောင်ကျိုးကိုချက်ထားတဲ့ချီမန်ဝင်းကိုကိုက်လို့ရဇမက်ကွက်ထရရနဲ့မတက်ထားရလိုက်တဲ့အချိန်အိမ်ထဲကနေကျွေပကလုံးတစ်လုံးကအချိန်နဲ့လွတ်ထွက်လာပြီးဆရာဖြစ်သူရဲ့နဘေးမှာရှိတဲ့ဂရော့ပွဲစလုံးကိုထိမှပါခဲ့တယ်။ဆရာဘာဖြစ်သွားသေးလဲ။ရတယ်ရတယ်ငါဘာမှမဖြစ်ဘူး။မင်းတို့အိမ်မှာရှိနေတဲ့ကောင်ကအတော့ကိုကြီးတဲ့ပုံပဲ။ဒါပေမဲ့ချီမန်ဝင်းအဆောင်တော့ဒီမခံနိုင်တော့ပါဘူး။ ဆရာဖြစ်သူကချီမငွင်းကိုခတ်တီးတီးဆုပ်ကရင်အိမ်တကားဝါကိုရှောက်သွားတဲ့အချိန်စင်မောမတင်ထားတဲ့ကရော့ပွဲတွေကဘသူမှမထိကြိုင်မဲဝုန်းကနေဒိုင်းကနေလွတ်ထွက်သွားခဲ့တယ်။မထမတ်ထားတဲ့တုပ်ပြမှုကြောင့်အချိန်ကိုလာကြည့်ကြတဲ့သူတွေရော အလုတ်သမားတွေရောဝေယုံတုံးကနဲ့ထပြေးကြသလိုဆရာလုတဲ့သူကလည်းမျက်ဖြူလက်ပြီးရာဇဘက်ကွက်ထဲမှာဒရစ်လစ်လဲကျသွားတာကိုမြင်လိုက်ရတယ်။ဒီဖြစ်ဖြစ်ကြောင့်ကိုရီးကျော်တို့ရဲ့အိမ်သင်းရင်းဟာလူတိုင်းရဲ့ဗဇက်ဖျောက်ရောက်သွားခဲ့သလို ဘယ်ဆရာကောက်မှလည်းထပ်ပြီးမရောက်လာခဲ့တော့ဘူးအိန္ဒိနာချင်းတွေကတော့ညဘက်ရောက်ရင်ကိုအေးကျော်တို့ခြံထဲမှာမင်းနဲ့နေတဲ့ကျွဲတကောင်လှက်ပတ်သွားလာနေတာကိုတွေ့တယ်လို့တချို့တွေကလည်းအိမ်ပေါ်ထက်ဝရဏပေါ်မှာလူတယောက်ငုတ်တုတ်ထိုင်ပြီးတော့စစ်လိတ်ထိုက်ပွားနေတဲ့အရေးရောင်တွေကိုတွေ့မြင်အောင်ပြောပြခဲ့တယ်။ကိုရေးကျော်တို့မိသားစုလည်းဒီအဖြစ်ပြက်ကြောင့်အိမ်ကိုအယောင်ဆိုင်ဖို့တင်ရတဲ့အဖြစ်ဖြစ်လာခဲ့တယ်။ဒါပေမဲ့အိမ်မှာအချောက်လက်ရှိတယ်ဆိုတဲ့သတင်းကြောင့် ဘသူတူတူတရားကောက်မှအိမ်ဝယ်ယူဖို့မကန့်လန့်ခဲ့ကြဘူးဒီကိစ္စတွေဖြစ်ပြီး၅လလောက်အကြာမှာတော့ကိုရီးကျော်ကလမ်းဖောက်တဲ့စီမံချက်ပြီးသွားပြီဆိုတော့မိသားစုတွေစိတ်ပြေလက်ပြောက်အဖြစ်ရွှေမော်ဒေါ်စီဒီကိုတွားရောက်ခဲ့ကြတယ်စီဒီကိုရောက်တော့ကိုရီးကျော်ကသူ့ရဲ့မွေးနေ့မွေးနေ့ဖြစ်တဲ့တနင်္ဂနွေထောင်းမှာဖျားရှိခိုးဖို့နေရာယူပြီးတဲ့အချိန်ယောဂီဝစ်စုံဝဲထားတဲ့လူ၃ယောက်ကသူထိုင်မဲ့နေရာမှာစကားပြောနေတာကိုမြင်တွေ့လိုက်ရတယ် ဒါကြောင့်ကိုအေးကျော်ကအနားကိုတိုးကပ်သွားပြီးတော့တစိမ့်လောက်ပြ ကျွန်တော်ဒီမှာဖျားရှိခိုးလို့ရမလားကိုအေးကျော်ကလေးတန်းအေးအေးနဲ့ပြောလိုက်တော့စကားပြောနေတဲ့လူသုံးယောက်ကသူ့ကိုမျက်လုံးဝန်းကြည့်ပြီးထိုင်ရကနေဘေးကိုဖယ်ပြေးလိုက်ကြတယ်ကိုအေးကျော်လည်းဇနီးနဲ့တားဖြည့်သူ့ကိုဘေးမှာဆောက်ခိုင်းပြီးဖျားဝေးပြုတ်နေတဲ့အချိန်ဒီကောင်ကရာရာဆဆဇီးပေါ်တိရောက်နေပါလားဆိုတော့စကားတန်တဲ့တဲ့ကိုကြားလိုက်ရတယ် ကိုရေးကျော်လည်းကြားလိုက်ရတဲ့စကားကိုမကြားချီရောက်ဆောင်ပြီးအမြအတန်ပြေးဝင်နေတဲ့အချိန်မှာထိုင်နေတဲ့လူ၃ယောက်ထက်ကဇဗီကိုအနောက်မှာစီထားတဲ့လူကတောက်တစ်ချက်ခောက်ပြီးသူ့ကိုမျက်တောင်မခတ်တဲ့စိုက်ကြည့်နေတာကိုတရိပ်ထားမိခဲ့တယ်။ကိုရေးကျော်ရဲ့စိတ်ထဲမှာတော့သူတို့ထိုင်နေတဲ့နေရာကိုဖယ်ခိုင်းတဲ့အတွက်မချင်မနဲ့ဖြစ်တာ ဖြစ်မယ်လို့တွေးပြီးအမြအတန်ပြေးဝင်ပြီးရတဲ့မိမနဲ့တားဖြစ်သူကိုခေါ်ပြီးထောက်ထွက်ဖို့အလုပ်ဟဲ့လူဟဲ့လူ ခမရကိုပြောစရာရှိတယ်ဗျာဆိုတဲ့အတန်နဲ့တူသပင်ကိုစီးနောက်ထားတဲ့လူဟာထိုင်ရာကနေထလာခဲ့တယ်။ဘာကိစ္စလဲဗျ။ခမရတို့မိသားစုမှာထူခြားတဲ့ကိစ္စတစ်ခုဖြစ်ပေါ်နေတယ်မဟုတ်လား။ဒါကိုဘယ်လိုသိရလဲ။သိတာပေါ့။ခမရကိုကြည့်ရတာတာမန်မဟုတ်တာ။ဘယ်လိုတာမန်မဟုတ်တာလဲ။ကျုပ်ကဗာမြထူးထူးဆန်းဆန်းဖြစ်နေလို့တော့ဗျ။ခမရတော့တာမန်မဲနေမှာပါ။ဒါပေမဲ့ ခမရဲ့အနောက်မှာပါလာတဲ့သူကထူဆန့်နေတာကျောင်းနောက်မှာကျုံမိသားစုပဲပါလာတာလေဟဲ့လူစကားဝဲလဲကြောင်မဲ့လောက်ပြီးကျုပ်စီဟာအလူခံမလို့မဟုတ်လားကျုပ်ကဘာကြောင့်ခမရစီဟာအလူခံရမှာလဲအထင်တော့လွဲပြီထင်ပါတယ်ဒါဆိုခုနကျောင်းနောက်မှာလမ်းနေတာပြောတာကရောဘာကြောင့်ပြောရတာလဲဗျမြင်လို့ပြောတာပေါ့ဗျအခုတူကခမည်းနဲ့စကားပြောတာကိုမကြိုက်တဲ့ဟန်နဲ့စိုက်ကြည့်နေတာဗျ ကျုပ်အခုမြင်တာခမ ्या ဟောပဲလေကျုပ်နောက်မှာဘယ်သူမှမပါပါဘူးခမ ्या ရဲ့အနောက်မှာဝါပလွေတချောင်းကိုခါကြထိုးထားတဲ့ယောက်ျားတစ်ယောက်ရှိနေတယ်ဝါပလွေဆိုတဲ့အတားကြောင့်ကိုရဲ့ကျော်မျက်လုံးအဝိုင်းသားဖြစ်သွားခဲ့တယ်လို့ဘေးမှာရက်နေတဲ့မိမဖြစ်သူရဲ့မျက်နှာမှာလည်းအာအုံးမှုတွေပေါ်ပေါက်လာခဲ့တယ်ကိုရဲ့ကျော် "तू आ တခုခုမြင်နေရပုံမယ်အတားနေစမ်းမှာမိမရာဒီကောင်ကငါတို့အကြောင်းစုံစမ်းပြီးတော့ခွင်းဖန်နေတာပဲဖြစ်မယ်" ကျုပ်တို့ခမရမယုံမကြည်ဖြစ်နေတာကိုဒါဖြစ်လဲနေပါစေတော့ဗျာသဘင်ကိုတက်ရက်စွာထုံးခွဲထားတဲ့လူကအေးကျော်ခမမဲ့အပြုံးနဲ့ကြည့်ပြီးသူ့လူတွေရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်ဆရာဟိုလူကဆရာပြောတာကိုမယုံဘူးမဟုတ်လားထားလိုက်ပါမကောက်ရသူယုံသည်ဖြစ်စေမယုံသည်ဖြစ်စေမကြခင်ငါတို့စီပြန်ရောက်လာမှာပါ အောင်မြတ်သားအဝေးကိုထွက်သွားတဲ့ကိုအေးကျော်တို့မိသားစုကိုကြည့်တင်းငိမ့်စွာရေရွတ်လိုက်ပါတော့တယ်။အောင်မြတ်သားတို့ဆရာတစ်ဘက်တွေဟာရှင်မော်တော်ဖျားစီဒီပေါ်မှာပဲပရိစိတ်တရားထက်ကြီးအမှုညံတဲ့တဲ့အထိပြုတ်လုပြီးထိုင်နေကြတဲ့အချိန်မျက်စိချိန်မတန်အလင်းရောင်နဲ့တကူကဇီရီရဲ့ငှက်မျက်နှာတော်နေရာကနေဖြာထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။အလေးအားအတော့ဆူးနေနေတာမို့အောင်မြတ်သားတို့ဆရာတစ်ဘက်တွေမျိုးလုံးကိုလက်နက်ကပ်ပြီးကြိလိုက်တော့ လေဟာနယ်တွေကနေလမ်းလျှောက်လာတဲ့နှစ်သားတစ်ပါးကိုမြင်လိုက်ရတယ်။အဲ့ဒီနှစ်သားအောင်မြတ်တော်တို့ရှိရကိုတက်တက်မက်မက်ဆေးလာပြီးပေါ်ဟာအဖြူနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုကမ်းပြီးကငမျက်နှာဘက်ကိုပြတ်တက်သွားခဲ့တယ်။အောင်မြတ်တော်လည်းသူ့ကိုပြေးသွားတဲ့အရာကိုဖြည့်ကြည့်လိုက်တော့လုံးစွာလှပ်ပါတဲ့လရေးနဲ့ရေးသားထားတဲ့စာတဆောင်နဲ့အတူနဂါလက်ကောက်နှစ်ခွေဖြစ်နေခဲ့တယ်။ဆရာစာထဲမှာဘာလို့ရေးသားထားလဲ။ ဂျီနကလက်ကောက်ရဲ့ပိုင်ရှင်ရှိနေတဲ့နေရာကိုရေးသားထားတာပါ။စာထဲမှာပါတဲ့အကြောင်းအရာအရဆိုရင်တော့ပိုင်ရှင်ကလွန်ခဲ့တဲ့နှစ်40လောက်အချိန်ရှင်မတော်ဖျားပွဲမှာလက်ကောက်နှစ်ကွင်းလုံးကျပြောက်သွားခဲ့တဲ့ပုံပဲ။နှစ်40ကြာပြီးမှပိုင်ရှင်ကိုပြောင်းလဲဖို့ဖြစ်နိုင်မှာမလား။အကြောင်းရှိလို့လာပေးတာဖြစ်မှာပေါ့ခွန်လာရဲ့။ကဲငါတို့ကတော့ဒီနယ်တွေကနေလောလောဆယ်ထွက်ရအောင်မှမဟုတ်သေးဘူးထင်တယ်။ကျွန်တော်တို့ကလည်းစေလိုရာစေးဆိုတဲ့သဘောနဲ့ထွက်လာခဲ့တာဆိုတော့ ဘယ်ရောက်ရောက်ပေါ်ဆရာရဲ့မဟုတ်ဘူးလားဒါဘောကကဲမင်းတို့လည်းခရီးပန်းလာကြတယ်ဆိုတော့နားလိုက်ကြအောင်မနေ့မိုးလင်းတာနဲ့နှွားချောင်းသားကိစ္စရှင်းရအောင်မယ်အောင်မြတ်သားမကောင်းတော့အနားယူခားလိုက်ပြီဇေဒီကိုလက်ရရေဘက်ကဂုံတော်တွေပွားနေခဲ့လိုက်တယ်အနည်းအောင်အုပ်တွေနဲ့ဆောက်လုပ်ထားတဲ့အင်ဂျင်နီယာရုံဝင်အတင်းထဲမှာတော့ကိုရေးကျော်တယောက်စီးရင်စရာတွေနဲ့အလုရှုပ်နေခဲ့ပါတယ်အဲ့ဒီချိန်ရုံပြတာစီးရင်မောင်ပအူရောက်လာပြီးတော့ဆရာ ရုံးရှင်မှာဆရာကိုတွေ့ဖို့ဆိုပြီးလူသုံးယောက်ရောက်နေတယ်။ဒါဆိုလဲရုံးငန်းနဲ့လှုပ်ပေးလိုက်ကွာ။ကိုကြီးကျော်ဟာပြတာစရုပ်ကိုပြောပြီးနောက်အသေးဖလုံးမဲ့လမ်းအတွက်လိုအပ်မဲ့စည်ရင်းတွေကိုတွက်ချက်နေခဲ့လိုက်တယ်။ဆရာသူတို့ရောက်လာပါပြီ။ပြတာစရေးရဲ့စကားကြောင့်ကိုကြီးကျော်မောကြည့်လိုက်တော့ဖះမှာတွေ့ကြရတဲ့ယောဂီဝိလူဖြစ်နေခဲ့တယ်။ဘာကိစ္စရှိလို့လဲကြ။ကိစ္စကတော့မိစေအိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်ကြောင့်ရောက်လာခဲ့တာပါ။ နေစမ်းမအောင်ခမားတော့ဘယ်သူကကြော့အိမ်ကိစ္စအကြောင်းပြောပြလိုက်တာလဲကျုပ်တို့အတီနဲ့ကို့ဘာသာကိုလာခဲ့တာပါဒီလိုလာတာခမားနဲ့ကျုပ်နဲ့ပဋ္ဌာန်းဆက်ကြောင်းပဲခမားနဲ့ကျုပ်အရင်ကမြင်ဘူးလို့လားလုံခဲ့တဲ့နှစ်လလောက်ကမင်းစုတို့မိသားစု ပကံဘက်ကိုဖျားဘူးထွက်ခဲ့ကြတယ်မဟုတ်လားဟုတ်ပါတယ်ဒါရီကခမားဘလို့သိရလဲမင်းစုတို့မိသားစုရှေ့စည်းကုန်စည်းတို့လာဖူးတဲ့အချိန် နေပူထဲမှာတရားထိုင်နေတဲ့လူတယောက်ရဲ့ဘေးမှာပါလာတဲ့ထီးနဲ့နေပူတန်ကပီးခဲ့တာရောမှတ်မိတယ်မဟုတ်လားအောင်မြတ်သားရဲ့စကားကြောင့်ကိုရေးကျော်မျက်ခုံးတစ်ခုတွန့်အောင်စဉ်းစားပြီးတော့မှတ်မိပြီမှတ်မိပြီအဲ့ဒီလူကခမားလားဟုတ်ပါတယ်မိတ်ဆွေတို့မိသားစုရဲ့စေတနာကြောင့်အခုလုံပြန်ပြီးကုညီပေးဖို့အကြောင်းဖန်လာခဲ့တာပဲဟာကျုပ်ရဲ့အပြုတ်မှုတွေအတွက်တောင်းပန်ပါတယ်ဗျအရင်ဆုံးထိုင်ရပါအောင် ကိုကြီးကျော်ရဲ့စကားကြောင့်အောင်မြတ်တော်တို့လည်းလွတ်နေတဲ့ခုံမဝေထမ်းပြီးစကားကိုပြန်ဆက်လိုက်တယ်။မင်းစရာဘာရိုးရလဲဗျ။ရိုးရလို့တော့မသိဘူးစရာ။မိဘတွေကငငယ်ကလေးကဆုံးသွားတာဆိုတော့ကိုကိုကိုဘာရိုးရမှန်းမသိဘူး။ကျုပ်အမြင်မှာတော့မင်းစိအနောက်မှာပလွေတချောင်းကင်ပြီးပစိုးကိုခွင်းတိုင်းထားတဲ့လူတယောက်အမြဲတမ်းလိုက်နေတယ်။ဆရာပြောသလိုပဲကျုပ်လည်းမြင်တွေ့ခဲ့ရပါတယ်။တခါတလေကျုပ်နေတဲ့အိမ်မှာကျွဲနောက်မှုတ်တန်လို့လို့ နွားခါရက်တန်လို့လို့ကြားရတဲ့အပြင်ညတကောင်ရဲ့အချိန်မှလည်းပလွေမှုတ်တဲ့အတန်တွေကြားရပါတယ်။ဒီဖြစ်ကြအိမ်မမနေဖြစ်ကြတော့တာလား။ဟုတ်ပါတယ်ဆရာ။မကြသေးကြရလဲအတိုက်ခိုက်ရှင်းပြတဲ့ဆရာတယောက်ထွက်ပြေးကြရတယ်။အစိုးဆုံးကဂရုပွဲတွေကိုပါမှောက်ချပြစ်လိုက်တာပဲ။ဒါဖြင့်မိစေသဘောတူတယ်ဆိုရင်တော့ကျုပ်တို့ကိုယ်တိုင်ရှင်းပြပါမယ်။ကျုပ်အနေနဲ့ဘာတွေပြင်ထားရမလဲပြောပါ။မနေ့ပြမနေ့ဂရုပွဲ၃ပွဲအတွက် လိုအပ်တာတွေဝယ်ထားပေးပါ ကျုပ်တို့အိမ်ဝင်လာခဲ့ပါမယ်ကျုပ်သေးချာပြင်ပြီးစောင့်နေပါမယ်ဟုတ်လေဆရာတို့ကိုဘယ်မှာလာကြိုးရမလဲဆိုတာလေးလည်းပြောပေးပါလားကျုပ်တို့အစီအစဉ်နဲ့ပဲလာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဗျာကျုပ်သေးချာလှုပ်ထားပေးပါမယ်အောင်မြတ်သားတို့ပြန်ထွက်သွားတော့ကိုရွေးကျော်လည်းပြတာစီရို့ကိုခေါ်ပြီးကတော့ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ခိုင်းခဲ့လိုက်တယ်နောက်တနေ့မနေ့ရောက်တော့ကိုရွေးကျော်တို့ချက်ဝင်းထဲမှာ အိန္ဒိနာကျင်းတွေနဲ့အတူတူအောင်မြတ်တော်တို့ဆရာတပည့်တွေကိုရော်ဝဲသုံးဘဲကိုနေရာချရင်အလုံရှုံနေခဲ့တယ်။ရက်ွက်တရာလူတွေကတော့အိန္ရှိယနဲ့ဖြတ်သွားဖြတ်လာလို့ရအကဲခတ်နေကြသလိုကိုရီးကျော်ကလည်းအိန်ထဲကိုလှမ်းကြည့်ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။အောင်မြတ်တာကိုရော်ပွဲတွေကိုနေရာချပေးပြီးတာနဲ့အိန်အတွေးအပြည့်ပတ်ပတ်လေးကိုစီးချပေးအတွေးပုတ်ကိုအပြည့်မထွက်ရအောင်အပြည့်ပုတ်ကိုအထဲမှွင့်နိုင်အောင်ပြုလုပ်ခဲ့တယ်။စီးချပြီးတဲ့အချိန်မှာတော့အိန်ထဲကနေပစ္စည်းတွေပြစ်ချတဲ့အတန်း အချိန်ပနစောင့်တဲ့အတံတွေထွက်ပေါ်လာခဲ့တယ်။အမြတ်တလည်းအတံပလောက်တွေကိုဂယုမဆိုင်ပဲငါးပါးတီလာခတ်ယူပြီးတော့ဆရာနဲ့တွေအပြင်မျိုးဆောင်နဲ့ရက်ွက်ဆောင်နဲ့တွေကိုပြစ်ဖိတ်ခဲ့တာ။ရုပ်ဖက်တံမဆုံးခဲ့မှာပဲ။အိမ်တကားမှကြာဘသူမှမရှိပဲဝေါငနဲ့ဒိုင်းငနဲ့ပွင့်ထွက်ပါခဲ့တယ်။အမြတ်တလည်းပွင့်ထွက်သွားတဲ့တကားဝါကိုကြည့်လိုက်တော့တကိုယ်လုံးနှမောင်နေတဲ့ကျွဲ့နယ်ကြီးတစ်ကောင်နဲ့အတူအငိုကျိတ်ထားတဲ့လူတယောက်မတည့်ရက်နေတာကိုမြင်လိုက်ရပါတယ်။အဆိုပါရက်နေတဲ့လူက အောင်မြတ်တောင်နေရနေတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ပြီးခြေလဲကြဲကြီးတွေနဲ့စီးတဲ့ကိုပြေးဝင်လာခဲ့တာအထဲကိုမရောက်ခဲ့မှပဲပစိုးကရောင်းကြိုက်ထားတဲ့လူနေနေနှစ်ယောက်ပေါ်လာပြီးတော့ပြေးဝင်လာတဲ့သူရဲ့လက်နှစ်ဖက်ကိုဆွဲကန်လို့အိမ်မေးကိုပြစ်ထုတ်လိုက်တယ်ကျွဲနဲ့ကြီးကလည်းသူ့တခင်လွတ်ထပ်သွားတာကြောင့်ဒေါသတကြီးနဲ့နှောင်မုတ်ပြီးအစုံနှစ်ယောက်ကိုပြစ်ခွေဖို့ဝင်လာခဲ့တယ်ဒါမှမဟုတ်လူနေနေနှစ်ယောက်ကကျွဲနဲ့ကြီးရဲ့ဂျိုးကိုဆွဲကန်လို့မြေကြီးနဲ့ဖွက်ချလိုက်ပါတော့တယ် ဒီအဖြစ်အပျက်ကိုအောင်မြတ်တာမကောင်းနဲ့ခွန်လာတော့အထင်းသားမြင်နေရတယ်ဆိုပေမဲ့ပရိသတ်တွေကတော့ဘာမှမသိတာကြောင့်အောင်မြတ်တာပစိုးကောင်ကြိုက်ထားတဲ့လူကိုလက်ညှိုးထိုးပြီးတော့ဟဲ့မအောင်နိုင်တင်းနေနဲ့အိမ်သူအိမ်သားတွေပေါ်ဘလို့မကျေနပ်ချက်တွေရှိလဲဆိုတာအားလုံးအမြင်ရှိရဝင်ပြောစမ်းလို့အမိတ်ပေးလိုက်တာလာကြည့်ကြတဲ့သူတွေတည်းကမိမတယောက်နဲ့ယောက်ျားတယောက်အသားတွေတဆက်ဆက်တုံလာပြီးအောင်မြတ်တာရဲ့အရှုပ်ခုံဝင်လာခဲ့တယ်အခုဝင်လာတာဘယ်သူလဲ ငါနာမည်အောင်နိုင်กว่าဒီအိမ်ရဲ့အိမ်တော်ဦးစီးပေါ့ဘာကြောင့်အမျက်ရှာနေရတာလဲဒီအိမ်ထဲကလူတယောက်ကငါ့ကိုခေါ်လာပြီးနေစရာမပေးလို့သူတို့လည်းနေစရာမရှိအောင်ပြန်လုံးရတာဘယ်သူကတင့်ကိုခေါ်လာတာလဲခေါ်လာတဲ့သူရောဒီထဲမှာရှိလားဒီအိမ်သားတယောက်ယောက်ကငါ့ကိုခေါ်လာတာပဲသိတယ်ဝေပူးနေတဲ့လူရဲ့စကားကြောင့်အမျက်တားလည်းအိမ်သားတွေပဲလှည့်ပြီးမေးကြည့်啊အားလုံးကမခေါ်ခဲ့မိဘူးဆိုတဲ့အဖြစ်ပဲပြောခဲ့တယ် ကရင်ကရှင်တွေကတဲပေါ်နှုတ်နဲ့ရောကိုနဲ့ရောပြင်မထားတာမရှိဘူးလို့ပြောနေကြတယ်။ကဲမင်းလည်းယောက်ျားပဲပွပွလင်းလင်းပြောစာအရင်ကမင်းဘယ်မှနေရလဲ။ငါဒေါက်ဖွားရှင်တို့အိမ်မှာအရင်နေတာဟဲ့။ဒေါက်ဖွားရှင်ဆိုတာကျွန်တော်တို့အိမ်အနောက်ကရက်ကအိမ်ပဲ။ဒေါက်ဖွားရှင်ကိုတောက်ခေါ်ပေးလို့ရမလား။ရပါတယ်။အခုပဲတောက်ခေါ်လိုက်မယ်။လာကြည့်နေတဲ့သူတွေတယောက်တွတ်တွတ်လက်လက်ရှိတဲ့လူတယောက်ကဒေါက်ဖွားရှင်ရဲ့အိမ်မက်ကိုပြေးသွားခဲ့တာ။ ခဏနေတော့အသက်60အရွယ်မိန်းမတယောက်ရေကြီးတုပ်ပြနဲ့လိုက်လာခဲ့တယ်။အမေကြီးကဒေါ်ဘွားရှင်လားဟုတ်ပါတယ်။အခုဝင်ပူးနေတဲ့သူကဒေါ်ဘွားရှင်ရဲ့အိမ်မှာအရင်ကနေခဲ့ရလို့ပြောတယ်။အမေကြီးတို့အိမ်မှာဘယ်ရိုးရောက်ကိုးထားလဲ။အိမ်မှာ အဖေကြီးကိုကိုးထားပါတယ်။အဖေကြီးဆိုတော့အောင်းနိုင်မော့ဒီကဘလို့ကြောင့်ဒီအိမ်နဲ့ရောက်လာခဲ့ရလဲ။ဒီအပအမေကြီးတို့အိမ်မှာထူးဆန်းတာတွေဘာဖြစ်သေးလဲ။ ထိုးစမ်းတာမျိုးတော့မရှိပါဘူး။မောင်အေးကျော်တို့မပြောက်ခင်တည့်ရက်လောက်ကတော့အမေကြီးတို့ဘိုးဘွားဆယ်ဆယ်ပူဇော်ခဲ့တဲ့အဖေကြီးရုပ်ထုပျောက်သွားတာပဲရှိခဲ့တာ။ရုပ်ထုကဘလို့ပျောက်သွားလဲ။တယောက်ယောက်ကဝင်ယူသွားတာများလား။အိမ်ညာမောင်အေးကျော်ရဲ့သားနဲ့တခြားကလေးတွေခြေနဲ့ဝင်ဆော့တာတော့မြင်မိတယ်ကွ။ဒါပေမဲ့သူတို့ယူတယ်ဆိုတာတော့မမြင်တော့အမေလည်းဘာမှမပြောတော့ပဲနဲ့ရုပ်ထုအစ်တစ်ခုတည်ပြီးပြန်ထားခဲ့လိုက်တာပဲကွ။ တော်ဘွားရှိရဲ့စကားကြောင့်အောင်မြတ်သားသဘောပေါက်သွားပြီးကိုရေးကျော်ဘက်ကိုလှည့်ကာကလေးကအခုဖြစ်မှလဲသူ့ဘွားအိမ်မှာကျင်းနေတယ်ဆရာချက်ချင်းသွားခေါ်ပေးပါကျုပ်ထင်ပြောရင်တော့ကလေးကမအောင်နိုင်ရုတ်ထုတ်ကိုယူဆော့ပြီးအိမ်ရဲ့တနေရာမှာဖွက်ထားတယ်ထင်တယ်အောင်မြတ်သားရဲ့စကားကြောင့်ကိုအေးကျော်လဲတားဖြစ်သူကိုချက်ချင်းသွားခေါ်ပြီးမေးပေမဲ့ဟိုကမသိဘူးပဲလုံနေလို့၆တခါ၆တက်လဲမေးချင်မှစာကြည့်ခန်းရဲ့ဇကွဲအနောက်မှာဖွက်ထားတယ်ဆိုတာသိခဲ့ရတယ် အိမ်သားတွေလည်းနေရာကိုတည်ရနဲ့ချက်ချင်းလိုက်ရှာကြည့်တော့စာကြည့်စုပ်ပွဲအနောက်မှာအဝိနဲ့ပတ်ထားတဲ့အယုတ်တရုတ်ကိုမြင်တွေ့လိုက်ရတယ်။အမေဒီရုပ်ကပျောက်သွားတဲ့အယုတ်ဆိုတာသိကြလား။သိကြပါတယ်လူလေးရဲ့။ဒါအမေကြီးအိမ်မှာကိုထားတဲ့အဖေကြီးရုပ်ထုပါ။အောင်မြတ်သားလည်းဖြည့်ချောက်ကိုစင်ကိုတည်ရပြီဆိုတော့ကျွဲချောင်းသားပလွေမှုန်နေတဲ့ပုံစံထုလုပ်ထားတဲ့ကြည့်ရုပ်ကိုဒေါ်ဘွားရှင်လက်ထဲပြတ်ထည့်ပြီးဝင်ပိုးနေတဲ့ကိုအောင်နိုင်ကိုလည်းစိတ်မဆိုးဖို့ပြောဆိုဆုံးမကား မူလနဲ့နဲစီကိုပြန်လဲပို့ဆောင်ပေးခဲ့လိုက်တယ်။အောင်မြတ်သားတို့အနေနဲ့ကိုရဲကျော်တို့အိမ်မှာဖြစ်နေတဲ့ပြဿနာကိုကိုကြီးဖြေရှင်းပေးပြီးတဲ့နောက်မှာတော့ဘကိုးမျိုးကနေပြန်လဲထွက်ခွာလာခဲ့တာ။ဖခင်ကြီးမျိုးအနီးမှာရှိတဲ့ဘောနဲ့ကြီးဆိုတဲ့ရွာကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကဘောနဲ့ကြီးရွာဆိုတာအခုလိုလူနေမများသေးတယ်လို့တော်လဲနဲ့တာကြောင့်အချောက်လန့်တွေများသလိုအဆောင်လျှောက်တွေလည်းများတဲ့အနေထားမှာရှိခဲ့တယ်။အောင်မြတ်သားတို့ဘောနဲ့ကြီးရွာကိုရောက်တဲ့အချိန်မှာတော့ ဘောနယ်ကြီးဖိုးဖိုးရဲ့အကူအညီတောင်းမှုကြောင့်တော်ထဲမှာဘိုးကျစိုးမိုးနေတဲ့နှစ်ချို့တပတ်တကောင်ကိုလမ်းကျုံဝင်ရောက်ဆုံးမခဲ့ရသေးတယ်။ဒီအကြောင်းအရကိုတော့အောင်မြတ်သားနဲ့ဘောနယ်ကြီးမှငတိလေးဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားစင်ပေးကြပါအောင်နော်။အချိန်ပေးပြီးနားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးဆရာဇေယနာရမညောက်လဲ။ကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင်။ ဒီဇလာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစဉ်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။